မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်လိုအပ်မယ်ဆိုရင်သင်ယူလေ့လာနိုင်ပါတယ်ရှင်ဒီနေ့စကားချိုချိုပြောရအောင်ဆိုတဲ့ပထမတန်းမြန်မာသားဖတ်စာက စကားချိုရင်နှုတ်ချိုရင်ရှိုးတပါဆိုတဲ့အတိုင်းပဲစကားချိုချိုပြောခြင်းအပြင် နော်အရာရာကိုအစဉ်ပြေချုံးဝဲပြီးအောင်နိုင်နေဆိုတဲ့အခန်းလေးကိုကလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီအခန်းလေးရဲ့ကတော့အခန်း1ရင်းရင်းနှီးနှီးမိတ်ဆက်ကြအောင်ဆိုတဲ့အခန်းလေးကနော်အခန်းခွဲလေးကကြီးစကားချို့ချို့ပြောရအောင်ဆိုတဲ့သင်ခန်းစာလေးဖြစ်ပါတယ်ဒီသင်ခန်းစာလေးထဲမှာပါဝင်တာကတော့မောင်စရဲ့မောင်ပရဲ့မောင်မြရဲ့မောင်လှရဲ့ဆိုပြီးတော့ရင်သင်ငယ်ချင်း၄ယောက်ပါဝင်တာဖြစ်ပါတယ် ကလေးတို့ရင်တငယ်ချင်း၄ယောက်တောအုပ်ထဲကိုပျော်ရွှင်စွာနဲ့လမ်းလျှောက်ထွက်လာခဲ့တဲ့ကွယ်လမ်းလျှောက်လာ လို့အတော်လေးခီးပေါက်လာတဲ့အခါမှာတော့ဒီမောင်စတို့မောင်စရဲ့မောင်ပရဲ့မောင်လှရဲ့မောင်မြရဲ့ဆိုတဲ့တငယ်ချင်း၄ယောက်ဟာမောလာတယ်ပန်းလာတယ်နွမ်းနယ်လာပြီးတော့ဗိုက်စာလာတာ ကိုတွေ့ရတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာသူတို့တွေကဘာတွေဖြစ်တယ်လဲဆိုတော့ဒီအချိန်မှာเนาะငါတို့ကိုကျွေးမွေးတခုခုကိုကျွေးမဲ့မွေးမဲ့သူရှိရင်ကောင်းမှာပဲဆိုပြီးတော့ရင်လမ်းကလေးကိုမျှော်ငေးကြည့်နေတာပေါ့အဲ့ဒီအချိန်မှာငပြောကန်ကြီးဖထန်းလာခဲ့ဦးလေးတယောက်ကလမ်းထဲကနေပြီးတော့ထွက်လာတဲ့ကွယ်အဲ့ဒီမှာသူတို့တငငချင်းလေးယောက်ဟာ မြင်သွားတယ်ဟိုမှာငပြောကင်ထန်လာတဲ့ဦးလေးကြီးလာပြီဟေးဆိုပြီးတော့ရင်ဝမ်းသာအာရနဲ့ဦးလေးကြီးကို ကြည့်နေတော့တာပေါ့အဲ့ဒီအခါမှာဦးလေးကြီးကခလေးတွေကိုမင်းတို့ဘိုက်စာနေကြတာလားလို့ပြောလိုက်တဲ့အခါမှာမောင်စာနေပြီးတော့အင်းစားမယ်ငါ့ကိုငပြောသီးပေး ဆိုပြီးတော့ရင် ပြောလိုက်တယ်တဲ့အဲ့ဒီအခါမှာဦးလေးကြီးကသူထန်းလာတဲ့ငပြောကင်ထဲကငပြောသီးတစ်လုံးကိုမောင်စာကိုပေးလိုက်တဲ့ကွယ် နောက်တစ်ခါမောင်ပကနေပြီးတော့ကျွန်တော်လဲစားကျင်တယ်မပြောသီးပေးဆိုပြီးတော့ရင်ထက်တောင်းပြန်တဲ့အဲ့ဒီအခါမှာဦးလေးကြီးကငပြောကင်ထဲကနေပြီးတော့ရင်ငပြောသီးနှလုံးကိုမောင်ပကိုခွခွဲပေးလိုက်တဲ့ကွယ်နောက်တစ်ခါမောင်မြကနေပြီးပြောပြန်တဲ့ဦးလေးကျွန်တော်ကိုငပြောသီးပေးပါဆိုပြီးတော့ရင်တစ်ခါထပ်ပြီးမောင်မြကတောင်းပြန်တဲ့အဲ့ဒီအခါမှာဦးလေးကြီးက မျက်နာလေးကပြုံးရွှင်စွာနဲ့သူ့ရဲ့ငပြောကင်ထဲကနေပြီးတော့ငပြောသည်သုံးလုံးကို မောင်မြကိုခွဲပေးလိုက်တဲ့ကွယ်တခါမောင်လာကနေပြီးတော့ရင်ဥယေကျွန်တော်ကိုငပြောသည်နည်းနည်းပေးပါနော်လို့ဆိုပြီးတော့ရင်နော်ချူချူတတလေးနဲ့ရိုးရိုးသေးသေးရင်ရင်ကြည်ကြည်လေးတောင်းလိုက်တဲ့အခါမှာဥလေးကြီးဟာပြုံးရွှင်သည်ဝမ်းသာစွာနဲ့ငပြောသည်တဖီးလုံးကြီးကို မောင်နှာကို ပေးလိုက်တဲ့ကွယ် အဲ့ဒီမှာသူတို့ရဲ့အတုံးနှုံးလေးတွေကိုခလေးတို့တချင်လောက်ပြန်ပြီးတော့စမ်းစစ်ကြည့်အောင်မောင်စာဘလို့ပြောတယ်လဲဆိုတဲ့ခါကျတော့ဦးလေးကြီးကမင်းတို့ဗိုက်စာနေလားငါပြောသည်စားမလားလို့ပေးလိုက်တဲ့အခါမှာမောင်စာနေပြီးတော့ရင်အင်းစားမယ်ငါ့ကိုငါပြောသည်ပေးမောင်စာကနေပြောလိုက်တဲ့စကားလေးကိုစမ်းစစ်ကြည့်အောင်အင်းစားမယ်ငါ့ကိုငါပြောသည်ပေးဆိုတာနော်ဦးလေးကြီးကပေးရမယ်သူ ပေးရမယ့်ဦးလေးကြီးကို သူကငါ့ကိုငပြိုသည်ပေးဆိုပြီးတော့ရင်နော်ရိုင်းရိုင်းဆိုင်ဆိုင်မမထန်ထန်နဲ့ပြောလိုက်တဲ့အခါမှာဦးလေးကြီးကပေးတော့ပေးတယ်ငပြိုသည်တလုံးဦးလေးကြီးရဲ့မျက်နှာကိုကြည့်လိုက်တဲ့အခါမှာနော်အမူမျက်နှာအမူအရာကိုကြည့်လိုက်တဲ့အခါမှာဝမ်းတာတဲ့အမူအရာမရှိဘူးနော်ဒါပေမဲ့မောင်စကိုငပြောသည်တလုံးပေးလိုက်တယ်ဒါဆိုရင်မောင်ပါကိုကြည့်အောင် မောင်ပါကတော့ကျွန်တော်လဲစားကျင်တယ်ငပြောသီးပေးနော် तू ကတော့ရင်ကျေးတဲ့အသုံးနှုံးလေးပါပါလာပြီကျွန်တော်ကျွန်တော်လဲစားကျင်တယ်ငပြောသီးပေးနော်အဲ့ဒီအခါမှာကြီးသူနဲ့ငယ်သူကိုပြောတဲ့အခါမှာငားလို့မသုံးမနဲ့မောင်ပါကကျွန်တော်လို့သုံးသွားတယ်ဒါပေမဲ့သူကနောက်ထပ်ငပြောသီးပေးဆိုပြီးတော့ရင် ကျွန်တော်တို့တော့သုံးတယ်ဒါပေမဲ့ငပြောသည်ပေးဆိုပြီးတော့ပြောလိုက်တဲ့အခါမှာရင်တဝက်ကတော့ယင်သေးတယ်တဝက်ကတော့မယင်သေးဘူးဒါကြောင့်မလို့ဦးလေးကြီးမျက်နှာဟာပြုံးတော့သွားတယ်ဒါပေမဲ့เนาะမောင်စလို့တော့မဟုတ်ဘူးငပြောသည်တလုံးပို့ပြီးတော့မောင်ပကို ပို့ပေးလိုက်တယ်မောင်မြပြောတာလေးကိုတစ်ချက်လောက်ကြည့်အောင် ဥလင်ကျွန်တော်ကိုငပြိုသည် ပေးပါ ဆိုပြီးတော့နောက်က ပါဆိုတဲ့စကားလုံးလေးပါလာတာကိုတွေ့ရမှာဖြစ်ပါတယ်။နော်ဥလင်ဆိုတဲ့နော်ဥလေးကြီးကိုဥလေးလို့လည်းခေါ်တယ်။နောက်ကျွန်တော်ကို ဆိုပြီးတော့ရင်ရင်ကျေးတဲ့အသုံးနှုံးလေးနဲ့လည်းသုံးတယ်။နောက်ငပြိုသည်ပေးပါ ဆိုပြီးတော့ရင်ရင်ရင်ကျေးကျေးပြောလိုက်တဲ့အခါမှာဦးလေးကြီးကဝမ်းမြောက်ဝမ်းသာစွာနဲ့သူကသူ့ ငပြောသည်ကိုသုံးလုံးမောင်မြကိုပေးလိုက်တာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအခါမှာမောင်မြရဲ့အသုံးနှုန်းလေးကိုကြည့်ရအောင်မောင်မြကဥလေးဆိုပြီးတော့ရင် ကိုယ့်ရဲ့ဥလေးအရွယ်လူကိုလည်းဥလေးလို့ခေါ်တယ်သူ့ကိုယ်သူကိုလည်းကျွန်တော်လို့သုံးပြီးတော့ငပြောသည်ကိုပေးပါလို့ သူကရင်ရင်ကျဲကျဲလေးနဲ့တောင်းလိုက်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ဥလေးကြီးကပြုံးရှင်တဲ့မျက်နှာထားလေးနဲ့မောင်မြကိုငပြောသည်သုံးလုံးပေးလိုက်တာ တွေ့ရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်မောင်လှကိုကြည့်အောင်။မောင်လှကတော့ဥဥရေကျွန်တော်ကိုငပြောသည်နည်းနည်းပေးပါနော်တဲ့။ကဲဒါလေးဒီအသုံးနှုံးလေးကိုကြည့်အောင်။ဥဥရေဆိုတာကချစ်ခင်နှစ်သက်တဲ့အသုံးနှုံးလေး ကျွန်တော်ကိုဆိုတာက သူ့ကိုယ်သူရင်ရင်ကြည်ကြည်လေးနဲ့ပြောတာငပြောသည်နဲ့နဲ့ပေးပါနော်ဆိုတာက तू ကတောင်းတာကိုပေးကျင်တဲ့ွယ်ဖြစ်အောင်နောက်ကနော်ဆိုတဲ့စကလုံးလေးကပ်ပြီးတော့ရင်ရင်ကြည်ကြည်လေးနဲ့ချိုချိုတာတာလေးနဲ့ပြောလိုက်တာဖြစ်ပါတယ်ပြောလိုက်တာကိုတွေ့ရမှာဖြစ်ပါတယ်မောင်လာဥယေကျွန်တော်ကိုငပြောသည်နဲ့နဲ့ပေးပါနော် ကဲဒါဆိုရင်ဦးလေးကြီးရဲ့မျက်နှာကိုကြည့်အောင်ဦးလေးကြီးရဲ့မျက်နှာဟာချစ်ခင် အလွန်တရာကိုသဘောကျနှစ်သက်ပြီးချစ်ခင်ညှိုးတဲ့အကြည်လေးနဲ့မောင်လှကိုကြည့်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။နောက်ပြီးတော့မောင်လှကိုငပြောသည်တပီးပေးလိုက်တာကိုတွေ့ရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီပုံမြင်လေးကိုကြည့်မယ်ဆိုရင်ငပြောသည်အများဆုံးရတဲ့ခလေးကနော်ငပြောသည်အများဆုံးရတဲ့ခလေးကဘသူဖြစ်မလဲ။ သေးကြတာပေါ်မောင်လှပေါ်သူကနေပြီးတော့ရင်သူရတဲ့ငပြောသည်တဖီးလုံးကိုလည်းဒီပုံလေးကိုကြည့်မယ်ဆိုရင်သူရတဲ့ငပြောသည်တဖီးလုံးကိုသူတယောက်ထဲမစားဘဲနဲ့ကြံတဲ့တငယ်ချင်း၃ယောက်ကိုပါဝေပေးတာကိုတွေ့ရတာဖြစ်ပါတယ်ချိုချိုတာတာလေးແລະဝေပေးတာကိုဖြစ်ပါတယ်တကယ်ဒါဆိုရင်ဒီပုံမြင်လေးကိုကြည့်ပြီးတော့ဘာရတယ်လဲလို့ထင်လိုက်တဲ့เนาะ ထင်မိတယ်လေကလေးတွေဘာရမယ်လို့ထင်မိတယ်လေဆိုရင်အချုပ်ကိုကြည့်မယ်ဆိုရင်စကားဆိုတာချိုချိုတာတာပြောရမယ်ရင်ကျဲပြူငါစွာပြောရမယ်ဒါမှသာအရာရာအစဉ်ပြေချောမွေ့ပြီးတော့အောင်နိုင်ရမယ်ဆိုတော့เนาะဒီသင်ငန်းစာလေးရဲ့အချုပ်ကိုတွေ့ရမှာဖြစ်ပါတယ် ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနည်းလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်။လိုအပ်မယ်ဆိုရင်သင်ယူလေ့လာနိုင်ပါလိမ့်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။